အားလုံးပဲမင်္ဂလာပါခင်ဗျာ NBA သတင်းဌာနရဲ့ဒီကနေ့အော်တိုဘာလ7ရက်မှာရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်တော်ခင်ဗျာကတင်ဆက်ပေးပါတော့မယ်။နောက်ဆုံးရထိုက်တန်သတင်းတွေထဲ Spine Ball လုံးနဲ့ပါထောက်ရင်လှုပ်လာတဲ့စစ်ကွန်မရှင်။တနေ့ငင်းငယ်ရေးစကားပြောလာရမယ်ဆိုပြီးကြုံဝါလာတဲ့ NCA ပွဲစွာဦးလှမောင်ရွှေအာဆီယံရဲ့ချက်တီချက်ကိုစစ်ကွန်မရှင်အလွဲသုံးစားပြုံးမကကောက်ွယ်ဖို့မလေးရှားအဖွဲ့အစည်းတွေတိုက်တွန်းတဲ့သတင်း မလိုက်မှာစစ်တပ်ရွေးကောက်ပွဲချမ်းမွေးဆိုပြီးတင်းဆယ်ရှိကောက်ခံနေတဲ့ဘုံမုံဝေဖြိုးဖေခုံကရွာတွေကိုမီးရှို့ခဲ့တာကိုပျော်ပြီးပြောနေတဲ့စစ်ကော်မရှင်လက်ပါစီ PNO တပ်သားအမေရိကန်စစ်သားတွေကိုလာစာပေးဖို့သူရဒနာချမ်းမွေးဒေါ်လာ10ဘီလီယံကိုအသုံးပြုရမယ်ဆိုတဲ့အကြောင်းအဲ့လိုတနစ်တာအထူးခြားဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် ဒီနေ့အတွက်ပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စပိုင်ဘောလုံးနဲ့ပါထောက်လှမ်းလှုပ်လာတဲ့စစ်ကော်မရှင်သတင်းနဲ့ဆက်လိုက်ရှင်ပါစကိုင်းတိုင်းရင်းမပင်ခရိုင်ကနေမြို့နယ်မှာစပိုင်ဘောလုံးအဖြူသုံးလုံးနဲ့ထောက်လှမ်းမှုတွေပြုလုပ်ခဲ့လို့သတင်းနဲ့ပြန်ကြားရေးကနေမြို့နယ်ကမနေ့ကထုတ်ပြန်ထားပါတယ်စစ်ကော်မရှင်ကစပိုင်ဘောလုံးသုံးလုံးကိုမနေ့ကမွန်းလင်းတနားရီ7မိနစ်ကနေ9:50မိနစ်အထိအသုံးပြုပြီးကနေမြို့နယ်ကိုထောက်လှမ်းမှုတွေပြုလုပ်ခဲ့ရပါ စပိုင်မော်လုံးဆိုတာထောက်လိုက်ရင်လည်းကင်းထောက်ဖို့ရည်ရွယ်အသုံးပြုတဲ့ကင်မရာတွေအာယုန်ခံကရိယာတွေဒါမှမဟုတ်ဆက်တွေကရိယာတွေကိုတက်ဆင်ထားတဲ့လေတက်ပုတ်ပါတဲ့မိုးပြံပူပေါင်းတွေဖြစ်ပါတယ်။ကျွန်တော်သိသလောက်ဆိုစပိုင်မော်လုံးကအမြင့်ပင်၈000ကနေတသိန်းကျော်အထိပြန်တန်းလို့ရတယ်။စစ်တကအခုလိုတုံးလာတာကအတော့ကိုအနေနဲ့များတယ်။မြေပြင်ကလည်းတော်ုံပြေရှားဖို့မလွယ်တဲ့ပစ္စည်းတွေနဲ့ပါထောက်လိုက်အသုံးပြုလာတာဖြစ်တဲ့အတွက်ကျွန်တော် တော်လင်းတက်ဖွဲ့တေချာစနစ်တကျပြင်ဆင်မှုကိုရတော်မယ်လို့အညာဒေတာကတော်လင်းရဲပေါ်တူကမှတ်ချက်ပြုတ်ပါစမိုင်မော်လုံးဟာကွန်ကြစင်းနဲ့ပြုတ်ပြင်ထင်းထင်းမုံတက်တာတဲ့အပြင်အနီးကပ်ပြန်တန်းနိုင်ခြင်းအမြင့်ပြန်တန်းနိုင်ခြင်းနဲ့မြေပြင်ပေါ်မှာရှိတဲ့အရာဝတ္ထုတွေကိုအသေးစိတ်ရှင်းလင်းစွာရက်ကူနိုင်တဲ့အတွက်စစ်ပွဲတွေမှာထောက်လင်းအကူပစ်စီအနေနဲ့အသုံးပြုရလဲဖြစ်ပါတယ်ဟီလီယံတန်းကွက်အသုံးပြုထားတဲ့ခင်မီရဲ့စပိုင်ဘောလုံးတွေဟာလေထဲမှာအနည်းဆုံးတစ်ပတ်ကနေ အများဆုံး12လအထိနေနိုင်တဲ့အတွက်ကုန်ကျစရိတ်နေတဲ့ထောက်လျင်အထောက်အကူပြုပစ္စည်းတစ်မျိုးလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့2023ခုနှစ်ကတရုတ်နိုင်ငံရဲ့စပိုင်ဘောလုံးတစ်ခုဟာအမေရိကန်လေပိုင်တဲ့အထက်မှာတစ်ပတ်လောက်ပြန်တန်းခဲ့ပါသေးတယ်။ဒုတိယအနေနဲ့တနေ့ငင်းကြရင်စကားပြောလာရမယ်ဆိုပြီးကျုံးွားလာတဲ့ NCA ပွဲစားဥလမောင်ရွှေအကြောင်းကိုပြောပြပေးပါမယ်။ဥသိမ်းစင်ဆိုရလက်ထံ2015ခုနှစ်အောက်တိုဘာလမှာတနင်္ဂနွေပြစ်ခတ်တိုက်ခိုက်မှု70ရဲ့သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့အတွက်မကြခင်မှာလည်းငင်းငင်းကိစ္စတွေကိုပြန်ဆွေးနွေးရမယ်လို့ NCA ပွဲစားဥလမောင်ရွှေကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာပြောလာပါတယ်။အခုအချိန်ပြန်ပြောရင်သဘောမကျသူတွေလည်းရှင်းနိုင်ပါတယ်။တနေ့ငင်းငင်းကိစ္စပြန်ပြောကြရပြန်ဆွေးနွေးကြရပါလိမ့်မယ်။ဘလောက်မြင်တယ်နှဲ့ရောမသိနိုင်ပါဘူးလို့ဥလမောင်ရွှေကပြောကြားချပါတယ်။ဒါအပြင်သူကစစ်ကော်မရှင်ကိုနိုင်ငံတော်အစိုးရလိုတုံ့နှုံထားပြီးတိုင်းဒေသလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ပဏမာနာအဆင့် က်ဆိုင်ရာပြည်နယ်နဲ့တိုင်းတွေကစစ်ကွန်မရှင်အစိုးရနဲ့ဆက်သွယ်ဖို့ကိုလည်းရည်တာထားပါတယ်။အဲ့ဒီလူကလူတော်တယောက်ထဲတော့ပါတယ်။ဒါပေမဲ့ခံယူချက်ကမှားနေတာစစ်တပ်ကိုအစိုးရထင်နေတဲ့သူတယောက်ကငင်းငင်းရဆိုပြီးအော်နေကလေးကဗေတိုင်းသားအဖွဲ့စည်းရဲ့အတွမ်းမှလမ်းဖွင့်ထားတာမဟုတ်ဘူး။တပ်ကွန်လေးကိုခေါ်ဖို့လုပ်နေရလို့နိုင်ငံလေးလာသူတူကပြောထားပါတယ်။ဥလမောင်ရှာစစ်ကွန်မရှင်ရဲ့အမျိုးသားစီးလုံးညွှန်ရတဲ့ငင်းငင်းပေါ်ဆောင်မှုနှိမ့်နိုင်ရေးကော်မတီ NSPNC မှာဖွင့်ဝင်တူဖြစ်ပါတယ်။ သူဟာစစ်ကောင်စီရဲ့တရားဝင်မှုကိုပြည်တွင်းပြည်ပမှာ ပြသနိုင်ဖို့အတွက်ရင်းရဲဖော်ဆောင်တဲ့ဆိုရဲရုပ်ပြတသက်လှုပ်ဆောင်ချက်တွေကိုလှုပ်ဆောင်ပေးနေသူတူလည်းဖြစ်ပါတယ်။ဦးလာမောင်ရှယ်ပါဝင်တဲ့စစ်ကောင်စီရင်းရဲလုပ်ငန်းစဉ်တွေဟာမြန်မာနိုင်ငံရဲ့ပဋိပက္ခတွေအလုံးကိုထိရောက်စွာမဖြစ်ရှင်းနိုင်သေးပဲရင်းရဲအကြအသေးချာကရင်းရဲအသွင်တရင်ကိုတေယုတ်ပြတသက်တာလှုပ်ဆောင်နေရဖြစ်တယ်လို့နိုင်ငံလေးလာသုံးသက်သူအများစုကပြောပါတယ် ထပ်မံတင်ဆက်ပေးချင်တာကတော့အာဆီယံရဲ့ချက်တီချက်ကိုစစ်ကော်မရှင်အလွဲသုံးစားပြုမှုအားကွယ်ဖို့မလေးရှားအဖွဲ့အစည်းတွေတိုက်တွန်းတဲ့အကြောင်းပါပြီးခဲ့တဲ့အော်တိုဘာလ9ရက်ကမြန်မာနိုင်ငံလာရောက်ခဲ့ပြီးစစ်ကော်မရှင်နဲ့တွေ့ဆုံခဲ့တဲ့မလေးရှားနိုင်ငံသားဝန်ကြီးနဲ့ပတ်သက်လို့မြန်မာအလင်းသတင်းစာ ဖော်ပြချက်ကိုမလေးရှားနိုင်ငံကအဖွဲ့အစည်းတွေကရှုံချခဲ့လို့သိရပါတယ်မြန်မာအလင်းသတင်းစာ ဖော်ပြချက်မှာမလေးရှားနိုင်ငံသားဝန်ကြီးကစစ်ကော်မရှင်ကပါတီစုံဒီမိုကရေစီထွတ်ထွေရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်မှုနဲ့ ချိုးပန်းအထုံးမှုတွေကိုဝမ်းမြောက်ဝမ်းသာတယ်လို့ဖော်ပြခဲ့တဲ့အပြင်အကောင်းဆုံးပူပေါင်းဆောင်ရွက်မှုတွေကိုအာဆီယံကအလဲထမယ်လို့ရေးသားခဲ့တာပါစစ်ကော်မရှင်ပြုလုပ်မဲ့ရွေးကောက်ပွဲဟာလွလွမှုမရှိတရားမျှတမှုမရှိအလုံးပါဝင်မှုမရှိပဲစစ်ကော်မရှင်အုပ်ချုပ်ရေးအဖွဲ့ကိုအယောင်ဆောင်တရားဝင်မှုသာပေးခြင်းဖြစ်တဲ့အတွက်မလေးရှားဝန်ကြီးချုပ်နဲ့နိုင်ငံခြားရေးဝန်ကြီးချုပ်တို့ကိုအကျိုးထက်အန္တရာယ်ပုံများစေတဲ့အကြောင်းအကြိမ်ပေါင်းများစွာပြောဆိုခဲ့ပြီးဖြစ်တယ်လို့မလေးရှားနိုင်ငံအဖွဲ့ကြီးတွေကထုတ်ပြန်ထားပါတယ် အာဆီယံဥက္ကဋ္ဌဖြစ်တဲ့မလေးရှားအနေနဲ့အာဆီယံမူဝင်နဲ့အခြေခံသဘောတရားတွေကိုမြင့်တင်ပြီးအကြံဖတ်မှုရပ်တန့်ရင်လည်းခွဲခြားဆက်ဆံမှုမရှိပဲလူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးအပ်ဖို့ဥစားပေးရမယ်လို့လည်းထုတ်ပြန်ကြမှာဆိုထားပါတယ်။ဒါ့အပြင်မလေးရှားနိုင်ငံခြားရေးဝန်ကြီးအနေနဲ့မလေးရှားနိုင်ငံရဲ့အာဆီယံဥက္ကဋ္ဌတက်တန်တခြားဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထဲပေါ်ရမှာခံယူထားတဲ့မူအရသဘောထားကိုဆက်လက်ထိန်းသိမ်းဖို့နဲ့အာဆီယံရဲ့ချက်တီချက်ကိုစစ်ကောင်မရှင်ကအလွဲသုံးစားပြုခြင်းဒါမှမဟုတ် မှားယွင်းစွာဖော်ပြခြင်းမဖြစ်စေဖို့ထုတ်ပြန်ချက်မှာတိုက်တွန်းထားပါတယ်။အခုထုတ်ပြန်ချက်ကိုမလေးရှားနိုင်ငံခြေဆိုင်မြန်မာအရေးကျွမ်းကျင်သူတွေလေးလာရေးအဖွဲ့မြန်မာ Express Star ကအဖွဲ့ဝင်တွေမလေးရှားတက္ကသိုလ် University of Malaya နဲ့မြန်မာအရေးမလေးရှားအကြံပေးအဖွဲ့တို့ကနေအဖွဲ့ဝင်တွေကမလေးရှားနိုင်ငံသားရဲ့ဝင်ကြီးကိုလက်မှုပေးပို့ခဲ့တာပါ။ဆက်လက်ပြီးမလိုင်းမှာစစ်တပ်ရွေးကောက်ပွဲရှင်းမွေဆိုပြီးတိန့်ဆက်ရှိကောက်ခံနေတဲ့ပုံမှုဝေဖြိုတဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းမလိုင်းမြို့နယ်မှာစစ်ကောင်မရှင်ရွှေကောက်ပွဲအတွက်ရန်မုံဝယ်ထည့်ရမယ်ဆိုပြီးတော့လုပ်ငန်းရှင်တွေထံကနေစက်သိန်းဆက်ရှိတောင်းခံမှုကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်ဗမုံဝေဖြိုးကဥဆောင်ဓမြတိုက်တယ်လို့ဒေသခံတွေထံကနေသိရပါတယ်မလိုင်းမြို့နယ်ကိုမတရားအုပ်ချုပ်နေတဲ့ဗမုံဝေဖြိုးကမနေ့ကမနေ့ပိုင်းမှာမြို့ပေါ်မှာရှေ့ကကုန်းမဆိုင်ဘီယာဆိုင်ပိုင်ရှင်တွေကိုအထွေထွေအုပ်ချုပ်ရေးမှုန်ရှုံးမှာခေါ်ယူတွေ့ဆုံခဲ့ပြီးတော့အခုလိုငွေကြေးတောင်းခံမှုနဲ့ပြုလုပ်ခဲ့ရပါတယ် တန်တော်တန်စားဆိုင်တွေကွန်မာဆိုင်တွေနမကြီးပီယာဆိုင်ပိုင်ရှင်တွေကိုကျိုးအုပ်ယူနဲ့ခေါ်ပြီးအစည်းအဝေးလုပ်တာပုံမို့ပြောဥဆောင်တဲ့စေသိန်းအထီတောင်းတယ်လို့ပြန်ကြားရတဲ့အခေါ်ခံရတဲ့လုပ်ငန်းရှင်တွေကတော့အများကြီးပဲမြို့ပေါ်ချက်ကွက်တွေမှာနေတဲ့စီဝါရေးသမားတထဲတွေကိုလည်းခေါ်တာပါလို့အထွေထွေအုပ်ချုပ်ရေးဌာနနဲ့နှိစက်တဲ့အမျိုးသမီးတူက MBA ကိုပြောပါတယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလကလည်းစစ်ကော်မရှင်ကမလိုင်မြို့ပေါ်နဲ့ကျေးရွာတွေမှာရှယ်ပွဲစားတွေနဲ့ ကုန်တယ်ထံကနေအကြောင်းပြချက်မရှိပိုင်းငွေကြေးတောင်းခံမှုတွေပြုလုပ်ခဲ့ပါသေးတယ်။ဒီနေ့အထက်ကဖေဖော်ဝါရီလတည်းမှာကပေခွေဆက်တက်သွန်ပွေးရုံတွေကိုလည်းစစ်တပ်ကနေငွေကောက်ခံပို့တဲ့ရွာတွေဘက်ကတက်သွန်ပွေးစားတွေကုန်တယ်ဆိုရင်လည်းစင်းကောက်တယ်မပေးဘူးဆိုရင်သူတို့ကိုမထောက်ခံတဲ့လူဆိုပြီးလှုပ်တာစစ်တပ်နဲ့ပတ်သက်နေတဲ့သူတွေကတော့ကင်းလွန်ခွင့်ချနေတယ်လို့ပွေးစားတန်းလမ်းမှာနေထိုင်သူတို့ကဆိုပါတယ် ဒါအပြင်မလိုင်မြို့နယ်မှာ share စစ်ကော်မရှင်တပ်ကသူတို့စစ်ကြောင်းထွက်တဲ့အခါတိုင်းကားရှိတဲ့အိမ်တွေကိုဝင်ရောက်ပြီးတော့ကားသမားနဲ့ကားတွေကိုအတင်းလူယုံမှုနဲ့ပြုတ်လောက်တဲ့အပြင်လိုက်လံမှုနဲ့မပြုတ်သူတွေကိုလည်းတန်ငွေ9000ကနေ9000တန်အထိအတင်းအာရမတောင်းခံမှုနဲ့ပြုတ်လို့ရရှိပါတယ်။မလိုင်မြို့နယ်စစ်ကော်မရှင်ရဲ့လက်ပါစေဗမုံဝေဖြိုးဟာ ပြီးခဲ့တဲ့မက်ရှလန်29ရက်တုန်းကပြည်သူ့စစ်ကောင်ဆောင်ဇော်ယုထွန်းနဲ့ပြဿနာတက်ပြီးပြည်သူ့စစ်ဖွဲ့တွေကိုတနနက်လက်ပြတ်ပုံးတွေပြပြီးချင်းချောက်ခဲ့တဲ့သူတူလည်းဖြစ်ပါတယ်။ပြည်တွင်းထဲကနောက်ဆုံးသတင်းအနေနဲ့ဖေခုံကရွာရီမီရှိုးခဲ့တာကိုပျော်ပြီးပြောနေတဲ့စစ်ကောင်ရှင် လက်ပါစီပြန်လို့တက်တာအကြောင်းပါ။ချန်ပီယံနဲ့တောင်ပိုင်းပင်လောင်းနဲ့ဖေခုံမြို့နယ်ဆက်မှာရှိတဲ့မြောက်စလုံးကျေးရွာကိုမီရှိုးခဲ့တဲ့စစ်ကောင်ရှင်လက်ပါစီပိုးပြည်သူ့စစ်ပြန်လို့တက်တာတူက သူမိရှုခဲ့တာကိုပျော်ရှင်စွာပြောဆိုနေတဲ့ရုပ်တံဖိုင်တစ်ခုမနေ့ကလူမှုကွန်ရက်ဆမ်မျက်နှာမှာထွက်ပေါ်လာပါတယ်။အဲ့ဒီရုပ်တံဖိုင်မှာဒီကောင်လဲပါတာပေါ့နော်မိရှုရဲ့နေရာမှာ၅ရက်သူရဲ့၂ယောက်သားမိရှုရာလို့ပီအန်နိုတက်တာသူကပြည်သူ့ရဲ့နေအိမ်ကိုမိရှုခဲ့မှုနဲ့ပတ်သက်လို့ပျော်ရွှင်စွာပြောဆိုခဲ့တာပါ။မြောက်စလုံးရွာကိုတော်လိုင်းပူပေါင်းတက်တွေကထိန်းချုပ်ထားခဲ့ပေမဲ့စစ်ကွန်ရှင်နဲ့ပီအန်နိုပူပေါင်းတက်တွေထိုးစစ်ဆင်ခဲ့လို့တော်လိုင်းတက်တွေနောက်ဆုတ်ခဲ့ရပြန်တော့ စစ်ကော်မရှင်နဲ့ PNO တပ်ကရွှေကိုမိချုံမှုနဲ့ပြုလုပ်ခဲ့ရလဲဖြစ်ပါတယ်စစ်ကော်မရှင်နဲ့ PNO တပ်တွေကမျိုးစလုံးရော်ကိုအော်တိုဘာလ9ရက်ကစပြီးတော့မိချုံခဲ့တာဖြစ်ပြီးအော်တိုဘာလ10ရက်မှသာမင်းငင်ခဲ့ပါတယ်ပြီးခဲ့တဲ့အော်တိုဘာလပထမပတ်ကစပြီးတော့ပင်လောင်းမြို့နယ်နဲ့ဖေခုံမြို့နယ်ကိုနေမည်ပြန်လည်စွန့်မှုနိုင်ဖို့စစ်ကော်မရှင်နဲ့ PNO တပ်တွေဟာထိုးစစ်ဆင်မှုနဲ့ပြုလုပ်နေရလဲဖြစ်ပါတယ်အဲ့လိုထိုးစစ်ဆင်မှုမှာတော်လင်းတပ်တွေရဲ့ပြောင်မြောက်စွာခုခံတော်လှန်မှုကြောင့် ဖီယန်နိုတက်တာတွေအများပြားတည်ဆုံးခဲ့တယ်လို့တော်လင်းတက်တာတချို့လည်းစစ်ကော်မရှင်ရဲ့ဖမ်းဆီးမှုကိုခံခဲ့ရပါသေးတယ်။စစ်ကော်မရှင်လက်ပါစေပီယန်နိုဟာနူးတော်လင်းကာလာအတွင်းမှာတက်တာအများပြားကိုဆူဆောင်ခဲ့ပြီးတော့ရှမ်းပြည်နယ်တောင်ပိုင်းမှာဒေသခံနေအိမ်တွေကိုမီးရှို့ဖျက်ဆီးမှုတွေမကြာခဏပြုလုပ်လျက်ရှိပါတယ်။နောက်ဆုံးပြပသတင်းဖြစ်တဲ့အမေရိကန်စစ်သားတွေကိုလာစာပေးဖို့သုတေသနရှမ်းမုံငွေဒေါ်လာ10ဘီလီယံကိုအသုံးပြုတော့မယ်တဲ့တင်ကိုတင်ပြရင်နေလေကင်း သတင်းတင်ဆက်မှုတွေကိုဒီမှာပဲရှင်းနာလိုက်ပြစေခင်ဗျာအမေရိကန်ရဲ့စစ်သားတွေအားလုံးလစာပြေဝါရရှိစေဖို့အတွက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကရှမ်းမုံတွေကိုအသုံးပြုဖို့မနေ့ကညွှန်ကြားလာပါတယ်သမ္မတဒေါ်နယ်ထရန့်ကသူ့ရဲ့ True Social လူမှုကွန်ရက်မှာစစ်အုပ်စုချုပ်အနေနဲ့ကျွန်တော်ရဲ့အခွင့်အာဏာကိုအသုံးပြုပြီးစစ်ပဆိုင်ရာဝင်ကြီးကိုအော်တိုဘလ15ရက်မှာစစ်တွေရဲ့လစာရရှိစေဖို့အတွက်ရရှိနိုင်တဲ့ရှမ်းမုံတွေအားလုံးအသုံးပြုဖို့ညွှန်ကြားလိုက်တယ်လို့ရေးသားထားပါတယ် လာဇာပေးရှင်မဲ့ရှမ်းမွေအရင်းမြစ်ကိုထရန်ကတိကျစွာမဖော်ပြခဲ့ပေမဲ့ပင်ဒွန်ကကွေးဝင်ကြီးဌာနရဲ့အရာရှိတဦးပြောကြားချက်အရသူရတနာဖွံ့ဖြိုးရေးစမ်းသပ်ခြင်းနဲ့အကဲဖြတ်ခြင်းတို့အတွက်သတ်မှတ်ထားတဲ့ဒေါ်လာ၈ဘီလီယံကိုအသုံးပြုမယ်လို့သိရပါတယ်။အခုလိုထရန်ကြေညာချက်ထွက်ပေါ်ခြင်းမှာဒီမိုကရက်တီရဲ့ရမွေပိတ်ဆို့ထားမှုကြောင့်အစိုးရလုံခြုံရေးရက်ဆိုင်သွားမှုဟာစတီးယံမြောင်းနေ့ကိုရောက်ရှိလာပြီဖြစ်ပါတယ်။ ထရန့်ရဲ့ Republican Party ဟာအောင်လွှတ်တော်နဲ့အထက်လွှတ်တော်နှစ်ရပ်စလုံးကိုထိန်းချုပ်ထားပေမဲ့ဘတ်ဂျက်ဥပဒေကြမ်းကိုအထက်လွှတ်တော်မှာအတည်ပြုဖို့မေးရည်တွဲ60ပြည့်မြင်ဖို့ Democratic Party ရဲ့အထက်လွှတ်တော်မှာ9ဦးရဲ့ထောက်ခံမှုရယူဖို့လိုအပ်နေရပါတမွန်နဲ့ကျမ်းမာရေးစောင့်ရှောက်မှုအဥပဒေကနေတဆင့်အာမခံဝေယူသူတွေအတွက်ကျမ်းမာရေးထောက်ပံ့ခြင်းတိုးမြှင့်ပေးဖို့ Democratic လွှတ်တော်အမတ်တွေကဖိအားပေးနေခြင်းဖြစ်ပြီးအဲ့ဒီတောင်းဆိုချက်ကိုဖြည့်ဆည်းမပေးတဲ့ ဘယ်ဘတ်ဂျက်ဥပဒေကျမ်းကိုမှထောက်ခံမှာမဟုတ်ဘူးလို့ဒီမိုကရက်ဘက်ကညှင်းပယ်ထားတဲ့အတွက် အခုလိုဂျမ်းမွေရက်ဆိုင်မှုတွေဖြစ်ပေါ်နေရပါ MP ရဲ့နေလေခင်ထူကြတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ MP ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွဝေယောင်မှတ်ချက်ပြုသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပြကျမ်းမာချမ်းသာပြီးဘောအမောတွေလည်းပြေကြပါစေခင်ဗျာ